ုံပြောင်းတဲ့သဘောတရားလေးတွေပေါ်လာတတ်တယ်။အဲ့ဒါပေါ်လာပြီဆိုရင်ဘယ်သဘောတရားပဲပေါ်ပေါ်ပြောင်းပြောင်းနေသဘောဟောဒါပတ္တဝီဓာတ်ရဲ့သဘောပဲ။တောင်ခြင်းမာခြင်းဆိုတာကလေပတ္တဝီဓာတ်ရဲ့သဘောပဲ။ပတ္တဝီဓာတ်ရဲ့သဘောကိုဘုရားသိနေရ။ပြောင်း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 လေးဖြစ်နေတာလေဒါပတ္တဝီဓာတ်ရဲ့သဘောပဲ။ပတ္တဝီဓာတ်ရဲ့သဘောပဲ။ဒါကြောင့် သူတော်ကောင်းမြတ်ခန္ဓာကိုယ်မှာဘာပဲပေါ်လာပေါ်လာဒါလေးကြည်နိုင်ဖို့အရေးကြီးတယ်။ရှုပ်နိုင်ဖို့အရေးကြီးတယ်။ဒါကြောင့်ပျော်ပြောင်းခြင်းသဘောနောက်တစ်ခုသူတော်ကောင်းမြတ်အောက်ကဈိုင်နေတဲ့အရာဝတ္ထုကနုနုညံ့ညံ့လေးဖြစ်နေတယ်။နုနုညံ့ညံ့လေးခံစားလို့ကောင်းတယ်နုနုညံ့ညံ့လေးပုံစံမျိုးလေးဖြစ်နေတယ်။နုနုညံ့ညံ့အဲ့လိုနုညံ့တဲ့အရာကိုလည်းဘာလို့ခေါ်လဲဆိုပထဝီတတ်ရဲ့သဘောပဲ။ ပထဝီဓာတ်ရဲ့သဘောပထဝီဓာတ်သဘောမာကြောခြင်း၊ကြံတန်းခြင်း၊ပြော့ပြောင်းခြင်း၊နုညံ့ခြင်းဆိုတဲ့ဒီသဘောတရားတွေရှိတယ်။ဒါကြောင့်ယောဂိတရကောင်းများရဲ့ခန္ဓာကိုယ်မှာဘယ်သဘောပဲပေါ်လာပေါ်လာရုပ်တရားကြည့်မယ်ဆိုရင်အဲ့ဒီသဘောလေးတွေကိုညံလေးနဲ့စောင့်ကြည့်ညံလေးနဲ့စောင့်ကြည့်ကြည့်တော့တပြေးပြေးနဲ့ညံကရင်ကျက်လာရင်ကျက်လာတော့နောက်ပိုင်း ေးရုပ်တရားပိုင်းကိုမရှိတော့ဘဲနဲ့နာနာတရားပိုင်းကိုရှိမယ်ဆိုလို့ရှိရင်လည်းရတာပဲနာဆိုတာကတော့စိတ်ပေါ့သူတို့ကောင်းများစိတ်အဲ့ဒီစိတ်ကိုယူတဲ့အခါကျတော့အင်မတန်လင်းမြန်တာဖြစ်တဲ့အတွက်ဟိုကနည်းနည်းရှုရခက်တယ်အင်မတန်ညံထက်အင်မတန်ညံသွက်နေတယ်သမာဓိအင်မတန်ကောင်းနေတဲ့ပုဂ္ဂိုလ်များအတွက်ဆိုတော့လွယ်မယ် ်ရေဟောတမန်ရှုရတဲ့ပုဂ္ဂိုလ်များအတွက်ဆိုရင်တော့ခက်ခဲမယ်။ဒါကြောင့်မလိုပဲဖြစ်ဖြစ်စိတ်ပဲယူယူရုပ်ပဲယူယူအဓိကကယူမှတ်နေဖို့လိုတယ်ယူနေဖို့လိုတယ်ယူနေမှတန်ပြီးကိလေသာချမကုန်ပဲနဲ့ယောဂီတို့ကောင်းများရဲ့တရားတပြည့်နဲ့တပြည့်တက်တဲ့တက်လာဖြစ်တယ် ကြောင်အဓိကကဘာလဲဆိုလို့ရှိရင်ကိလေသာရှားမကူဘို့လောဘဒေါသမောဟတွေမပေါ်စီဘို့ဒါလေးအရေးကြီးတယ်ဒါကြောင်ပထဝီဓာတ်ရဲ့သဘောလဲဒါလောက်ဆိုရင်သဘောပေါက်ပါမိမိကျလို့ယူတတ်တဲ့သဘောတရားအတိုင်းယူကြကိုယ်ကမ္မထာအတိုင်းကိုယူကြတာကောင်းပါကိုယ်နဲ့တဲ့တဲ့တရားကို ကိုရှုမှတ်နေတဲ့တရားမှန်မှန်ကန်ကန်လေးရှုနိုင်ရင်အဆင်ပြေပြီ